ယခုချိန်ဒီထိုင်တဲ့ဣရိယာပုဖြင့်တရားလို့အထုတ်ကြရမှာမို့ကြာရှည်စွာ ထိုင်နိုင်မယ့်ဣရိယာပုများကို နေသားတကြဖြစ်အောင်ပြင်ဆင်ပါကြာရှည်စွာထိုင်နိုင်မယ့်ဣရိယာပုများကို နေသားတကြဖြစ်အောင်ပြင်ဆင်ပြီးရင်အဋိဌံထားပါ ရရှိစွာထိုင်နေမဲ့ဣရိယာပုံများကို နေတတ်ကြဖြစ်အောင်ပြင်ဆင်တဲ့ခန္ဓာအောက်ပိုင်းခန္ဓာကိုယ်ကိုထွက် ဖွဲ့ခွေထားတမလင်ငွေတန်ရင်တမလင်ငွေထိုင်ကျုံညုံတန်ရင်ကျုံညုံထိုင်တမလင်ခွေတဲ့ယောဂီများကခြေတော်တစ်ခုကို လွှဲထားရင်ဖြစ်ချက်ဖြစ်မှုကြက်မှုညက်မှုမဖြစ်တော့ဘူးပေါ့ အဲ့ဒီလိုဆိုရင်သွေးပြန်ကြောသွေးလွတ်ကြောမြတ်ဟာအသွာအလာညီညွတ်ကြတဲ့အတွက်ကြောင့်ဂျမရေကစားပြီးတော့အစင်ပြေနိုင်ပါတယ်ဖိကြညှတ်ထားရင်တော့မကြမီချိန်တော်တည်းမှပြင်းထန်တဲ့ကာယကဒုက္ခဝေဒနာများ ဖြစ်ပေါ်တတ်ပါတယ် အထက်ပိုင်းကိုကိုကြတော့လေဖြောင်းမြောင်ထားပြီအလုံးမိမိတို့ရှုနေကြမှတ်နေကြသူတို့ရှင်ယောဂီများတွေဖြစ်ကြတဲ့အတွက်ကြောင့်အဲ့ဒီလိုနေသားတကြဖြစ်အောင်ပြင်ဆင်ပြီးပြီအဋ္ဌာန်နေထားပြီးပြီဆိုရင်တော့အထူးသဖြင့်တော့အဋ္ဌာန်ထားပါတဏှာဤအထုတ်နေကြယောဂီများကတဏှာဤတွင်မှမလှုပ်မကုတ်မရွှေမဆောင်းမပြောင်းမှုဆိုတဲ့ ဆုံးဖြတ်ချက်ဟာအဋ္ဌံပါပဲအဋ္ဌံဆိုတာခန္ဓာကို ဆွန့်လွတ်လိုက်တာပါပဲအလေးကျင့်နေသေးလို့တဏှာကြီးမှတခါတော့ပြင်ရပြောင်းရအောင်မယ်ဆိုရင်တခါတဲ့မပိုးအောင်နေနိုင်ခြင်းဟာမိမိရဲ့အဋ္ဌံအောင်မြင်တာပါပဲအဲ့ဒီလိုအဋ္ဌံဘယ်နဲ့ခိုင်မာစွာ နှက်ပြီးပြီဆိုရင် ပဇက်ကိုပိတ်မျက်စိကိုမှိတ်ခါမျက်စိမှိတ်တဲ့အခါမှလည်းပဲအာယုပြီးမမှိတ်ရပါပဲအိတ်တဲ့အခါမှိတ်တဲ့မျက်လုံးမျိုးပေါ့အဲဒီလိုပဇက်ကိုပိတ်မျက်စိကိုမှိတ်ပြီးထိုင်နေထိုင်ခြင်းရှုနေကြမှတ်နေကြယောဂီများက ထင်ရှားရာရှုကံတွေကို ရှုနိုင်တယ်ဆိုရင်ဆက်လက်ပြီးရှုပေးပါရှုနေကြမှတ်နေကြအမှုတ်သေးဘူးအလေးကျင့်နေနေသေးတယ်ဒါကြောင့်စိတ်တွေက ပြန့်လွင့်ပြေးသွားနေသေးတယ်ဆိုရင်တော့နာသီးပြမှတတိက ပြီးတော့ဝင်လေသည်ထွက်လေသည်မှတ်ပေးပါဝင်လေထွက်လေမှတ်တဲ့အခါမှာလည်းပဲဝင်လေ ထွက်လေကို အောက်မထားနဲ့တောက်မထားနဲ့ မထင်ရှားထင်ရှားအောင်လုပ်ပြီးတော့မရှုနဲ့ရှုမှုလေးမှန်မှန်ရှုရှိုက်မှုလေးမှန်မှန်ရှိုက်ပြီးတော့ပြန်လွင်ပြေးသွားနေတဲ့စိတ်တည်ကြည်လာအောင်လေကလေးဝင်လာရင်သိလေကလေးထွက်သွားရင်သိဒီနေရာမှာဝင်လေထွက်လေကအာယုံပဲ ဝန်တန်းသိထွက်တန်းသိနေတာကမှတ်စိတ်ပဲအာယုနဲ့မှတ်စိတ်အဲ့ဒီလိုမှတ်နေရင်ကစိတ်ဟာပြန့်ွင့်ပြန့်ွင့်ပြေးသွားပြေးသွားပြန့်ွင့်ပြေးသွားတတ်ပါတယ်သို့တော်လည်းကိုလုံနေတဲ့အလောက်က ဝင်တိုင်းသိထွက်တိုင်းသိအောင်ဝင်လေထွက်လေအပေါ်မှာမှတ်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဝင်လေထွက်လေမှတ်မှုရဲ့အပေါ်မှာပဲပူ၍အားဆိုင်လိုက်ပါဝရိယပါပဲမလစ်လက်အောင်စောင့်ချက်မှုဆိုတဲ့တတိအဲ့ဒီတတိဝရိယ ရှိရှိဖြင်ပို၍အားဆိုင်ပေးလိုက်ရင်တတိလည်းပဲပါလာတယ်တတိနဲ့အတူအားဆိုင်မှုဝရိယကလည်းရှိနေပြီဆိုတော့တဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပြန်ရွှင်နေတဲ့စိတ်ဟာတဖြည်းဖြည်းတဖြည်းဖြည်းပြန်ရွှင်မှုတွေနည်းလာမယ်နောက်တော့ ြန့်လွှင့်မှုမရှိပါဘဲဒီဝင်လေသည့်ထွက်လေသည့်ရဲ့အပေါ်မှာပြန့်လွှင့်ပြေးသွားမှုမရှိဘဲတတိတဲတိလာနိုင်ပါလိမ့်မယ်ဒါကိုကျေးဇူးတော်ရှင်အဘိဓစ္စမဟာရထာဂုရုမုဂ္ဂဆရာတော်ဘုရားကြီးကဝင်လေတိထွက်လေတိမှတ်ပြီးတော့စိတ်ကလေးတည်ငြိမ်လာရင်တဲ့ ထင်ရှားရရှုတဲ့အဲတော့ကာယဝေရဏစိတ်တဓမ္မလို့နုပတနာ၄မျိုးရှိတဲ့အနက်ကပထမနိဗ္ဗာန်ဆိုတဲ့သောတပတ္တိမဉ္ဉံဘူဉ္ဉံရခြင်းညပါတဲ့ဆင်းရဲဒိဋ္ဌိဖြုတ်ရမှာပါ ဒိဋ္ဌိပြုတ်တော်မှဒိဋ္ဌိအုပ်ချုပ်တဲ့ကံစင်ကျင်ပြီးတော့ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကြောင့်ရောက်ရမယ်အပင်လေးပါမရောက်တော့ဘူးဒါကြောင့်ဆရာတော်ဖျာကြီးကဒိဋ္ဌိသည် စိတ်မှအကန့်များဆုံးဖြစ်တဲ့အတွက်ကြောင့်စိတ်တ ानु ပတ္တနာများများရှုလို့ဆုံးမပါတယ် ဝေဒနာရှုပုံရှုနည်းတွေရုပ်ရှုပုံရှုနည်းတွေအချမ်းချမ်းသောအနုပတနာရှုနည်းတွေကိုလည်းပဲဆရာတော်ဘုရားကြီးအနှင်းသင့်တယ်လို့ဟောပြောပြတာဆုံးမခဲ့ပါတယ်။ကဲဒီတော့စိတ်တ ानु ပတနာရှုမယ်ဆိုရင်ဘာစိတ်တွေပဲပေါ်ပေါ် သိပေးဖို့ပါပဲခြေတော်ဘုရားကြီးကစိတ်တ ानु ပတ္တနာရှုပွားနေဆိုပြီးတော့အရှုခံနေပြထားတယ်အဲ့ဒီမှာဧည့်သည်အိမ်သည်လှဲ့လဲရှုနေဆိုပြီးအပြင်ဧည့်သည်အတွင်ဧည့်သည်အိမ်သည်အပြင်ဧည့်သည်၅ယောက်မှာ မြင်စိတ်တွေပေါ်မယ်ကြားစိတ်တွေပေါ်မယ်နံစိတ်တွေပေါ်မယ်စားစိတ်တွေပေါ်မယ်ရာရံကောင်းစိတ်တွေပေါ်မယ်အဲ့ဒီအပြင်ဧသည်၅ယောက်ကအကုန်လုံးပြုံးပြီးပေါ်ကြမှာမဟုတ်ဘူးမျက်လုံးမိတ်ထားလို့မျက်လုံးစိတ်မပေါ်ပေမဲ့ကြားစိတ်တွေကပေါ်နေမှာပဲ အဲ့တော့ထင်ရှားရာတခုခုသောစိတ်ကိုပဲသိပေးပေါ့ဓမ္မမှုလို့ရှင်ရင်လည်းပဲနံစိတ်တွေပေါ်လာမယ်သိပေးဘောဗမာရရန်ကောင်းစိတ်တွေပေါ်လာမယ်သိပေးဒီလို အပြင်အဲ့တဲ့စိတ်တွေမပေါ်ဘူးဆိုရင်တော့တဲ့ အတွင်းဧသည်စိတ်တည်ပေါ်လိမ့်မယ်တဲ့လောဘစိတ်ဒေါသစိတ်မောဟစိတ်အလောဘစိတ်အဒေါသစိတ်တွေးတောကြံစီစိတ်စိတ်တ ानु ပဒနာရှုပွားနေမှာအပြင်ဧသည်၅အတွင်းဧသည်၆အိန္ဒေက2ဆိုပြီးတော့အရှုခံဒီ ပြထားပါတယ်အဲတော့လောဘစိတ်လေးပေါ်လာရင်လေလောဘစိတ်လေးပေါ်ပေါ်မှန်းတိပေးပါတဲ့ဒါကိုဘုရားရှင်ကသမုဒိယဓမ္မာနုပတိဝါစိတ်တသမင်ဝိဟရတိစိတ်ရှုနေတဲ့ယောဂီများကစိတ်တ ानु ပဒနာဖြင့်စိတ်ရှုတဲ့ယောဂီများကဗာစိတ်တွေပဲပေါ်ပေါ် ိပေတဲ့သမုဒိယဓမ္မာနုပတိဝါစိတ်တသမင်ဝိဟရတိလောဘစိတ်လေးပေါ်လာရင်သိပေဒေါသစိတ်လေးပေါ်လာရင်လည်းသိပေမောဟစိတ်လေးပေါ်လာရင်လည်းပဲသိပေ ဘာစိတ်တွေပဲပေါ်ပေါ်တိပေးပါဗျာဓမ္မမို့လို့ကုသိုလ်နဲ့ပတ်သက်လာတဲ့အခါကျတော့အလောဘစိတ်လူချင်းတန်းကျင်တဲ့စိတ်အဒေါသစိတ်တတ္တဝါတွေကျမ်းမာပါစေချမ်းသာပါစေမေတ္တာစိတ်ပေါ့တွေးတောကြံစီစိတ်တဲ့အဲ့ဒီစိတ်တွေပေါ်လာရင်လေ ိပေးရမှာပဲတဲ့ဒါကြောင့်သမုဒိယဓမ္မာနုပတိဝါစိတ်တသမင်ဝိရတိဘာစိတ်တိပေပေါ်ပေါ်တိပေစိတ်ပဲစိတ်ပဲလို့တိပေးနေလို့ရှိရင်ငါသူသဘောမရောတဲ့အတွက်ကြောင့်တက္ကရာဒိဋ္ဌိဆင်းနေတယ် တက္ကယဒိဋ္ဌိဆင်းနေတယ်အဲ့ဒီကိုယ်တဏ္ဏထင်ရှားနေတဲ့စိတ်တွေကအလိုလိုပေါ်တာမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးဓမ္မပဲကြောင်းကျိုးဆက်ဆက်ပရိစ္ဆသမုပ္ပတရားတွေသစ္စာတရားတွေကိုနာကြားထားလို့အတိနဲ့မိမိတို့ ဒိဋ္ဌိပြုဝိသိကိစ္စကွာပြီးတော့အခုအပွားနဲ့ကွာအောင်အပွားနဲ့ပြုတ်အောင်ကြိုးစားနေကြတာတရားနာရှင်တို့ကတော့ဟောငါတဏ္ဍန်ထင်ရှားနေတဲ့စိတ်စိတ်ဓမ္မတွေဟာအကြောင်းကြောင့်ဖြစ်လာတာ အကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားကလေပုဂ္ဂိုလ်တ attva ငါဆိုတာမဟုတ်ဘူးအကြောင်းမောမှန်ဉာဏ်ရှင်းထားတော့ဒုလောဒုလောတွေးတော်မှုတန်တရဝါဝိစိကိစ္စကိလေသာစင်တလို့အကြောင်းကြောင့်ဖြစ်တဲ့အကျိုးဓမ္မရဲ့အပေါ်မှာငါသူမပန်မှန်းသိတော့တက္ကရာဒိဋ္ဌိကလည်းပြုတ်နေတယ် အဲအခုအလုံးလုံးနေတဲ့အခါမှာစိတ်ပဲစိတ်ပဲလို့တိပင်းနေရင်တက္ကံရဒိဋ္ဌိက ပြုတ်နေပါပြီတရားနာတော်ကပြုတ်တဲ့ဒိဋ္ဌိကကြာမှုနဲ့ပြုတ်တဲ့ကြာပြုတ် အခုမိမိဉာဏ်အမြင်စင်ကြယ်လာလို့ပြုတ်တဲ့အပြုတ်ကပွားပြုတ်ပေါ့တတိထာပါဝရိယစိုက်ပါတတိလက်မလို့ပါစင်နေအဲ့ဒီလိုအပြင်ဧသည်တွေအတွင်းဧသည်တွေမပေါ်ဘူးဆိုရင်တော့လေကိုထုတ်သောစိတ်လေကိုသွင်းသောစိတ်တဲ့အိမ်သည်စိတ်နှစ်စိတ်ကိုတိပီ သမုဒိယဓမ္မနုပါတိဝါစိတ်တသမေဝိဟရတိပါစိတ်တိပဲပေါ်ပေါ်ကောင်းစိတ်တိပေါ်ပေါ်မကောင်းစိတ်တိပေါ်ပေါ်ကုသိုလ်စိတ်တိပေါ်ပေါ်အကုသိုလ်စိတ်တိပေါ်ပေါ်ပထမအစင်းကစိတ်ပဲစိတ်ပဲလို့သိပေးကုသိုလ်တွေအကုသိုလ်တွေဝေးမနေနဲ့တော့စိတ်ပဲစိတ်ပဲလို့သိပေးနေရင်တက္ကရာဒိဋ္ဌိဆင်ပါတယ် ထင်ရှားလာတဲ့အဲ့ဒီစိတ်ဓမ္မလေးတွေရဲ့ထောက်တဝါအဘဝထေနအနိစ္စံသူရဲ့တဘာဝကကြည့်လိုက်တဲ့အခါမထင်ရှားတော့ဘူးမရှိတော့ဘူးပြတ်သွားပြီသူရဲ့အပြက်ကိုပထမအဖြစ်မြင်တယ် ုတိယအပြည့်မြင်လာတဲ့ဉာဏ်ရင်းလို့မြင်လာတာဒါကိုဝရဓမ္မနုပတိဝါစိတ်တသမင်ဝိဟရတိတဲ့နောက်ဆက်ပြီးပြောတယ်သမှုတရားဝရဓမ္မနုပတိဝါစိတ်တသမင်ဝိဟရတိတဲ့စိတ်ရှုရယောဂီများကလည်းပဲစိတ်ရဲ့ဖြစ်ပျက်ကိုပဲမြင်ရမှာပဲ ဝေဒနာနုပတ္တနာဝေဒနာရှုတဲ့ယောဂီများကလည်းပဲဝေဒနာရဲ့ဖြစ်ပျက်ကိုမြင်ရမှာပဲတဲ့ဉာဏ်အမြင်ဆင့်ကျဲလာပြီဆိုရင်စိတ်လို့မမြင်တော့ဘူးဝေဒနာလို့မမြင်တော့ဘူးထင်ရှားရပဲဉာဏ်လှဲ့လိုက်တဲ့တခဏမှာမရှိတာမရှိတာပဲသိရတော့တယ်မရှိတာကအပြည့် မရှိမှန်သိတဲ့ဉာဏ်ကမဲ့မရှိတာကလေတဲ့မရှိရာကမရှိတာမဟုတ်ဘူးတဲ့ရှိရာကမရှိတာတဲ့မရှိရာကမရှိတာဆိုရင်အဘာဝပညာတဲ့အခုအကြောင်းတိုက်တုံးကဖြစ်လာတဲ့ရှိတယ်ကြည့်လိုက်တဲ့အခါမရှိတော့ဘူးပြက်သွားတ တတိထဘာဝရိယစိုက်ပါတတိလက်မလို့ပါစေနဲ့အဲ့ဒီလိုယခုလိုကိုယ်ရီကိုယ်အတွက်အခွင့်အရေးတွေရပါတော့လဲယခုလိုတရားနာတဲ့အခါတိအောင်နာပြီးတော့တိတဲ့အတိုင်းမချင်ဘူးဆိုရင် စိတ်ကိုငါသူထင်တော့ဒိဋ္ဌိကဝင်လာပြီဒိဋ္ဌိဝင်လာတော့ဒိဋ္ဌိឧបဒံကံဆိုပြီးပစ္စုပန်အကြောင်းသမှုရိယသစ္စာပေါက်ဖွားသွားပြန်တယ်အဲ့ဒီအကြောင်းသမှုရိယသစ္စာကြောင့်အကျိုးဒုက္ခသစ္စာဟာမလွဲမသွေလာတော့မှပဲ ဒါကြောင့်ဩငါတို့ယခုလိုသာသနာတော်နဲ့ကျုံဆုံပြီတော့ဘုရားရှင်ရဲ့အဆုံးမတရားစကားတွေကိုသိအောင်နားပြီးတော့သိတဲ့အတိုင်းကျင့်နေကြခြင်းဟာသမှုရိယသိမ့်တဲ့အလုပ်ပဲလို့ဆုံးဖြတ်ချက်ချပြီးတော့ရှုမှတ်ပွားများပေးရမှာဖြစ်ပါတယ်တတိထာဘဝရိယစိုက်ပါတတိလမလောပါစေနဲ့ အာယုံနောက်မလိုက်ပါနဲ့တွေဝေတာမျိုးမဖြစ်ပါစေနဲ့ငေးမောတာမျိုးမဖြစ်ပါစေနဲ့သိစရာမှန်သမျှထင်ရှားရာသိစရာဓမ္မလေးတွေထင်ရှားလာတိုင်းထင်ရှားလာတိုင်းဝါစိတ်ရှုတဲ့ယောဂီများကဗာစိတ်တွေပဲပို့ပို့ပထမစိတ်ပဲစိတ်ပဲလို့သိပြီး မတိနိုင်ဘူးမတိဘူးဆိုရင်တော့မတိတာအဝိဇ္ဇာငါတူယူတာကဒိဋ္ဌိဒိဋ္ဌိလာရင်ဥပဒံကံဆိုပြီးနှစ်အကွက်ကခန္ဓာနဲ့သုံးအကွက်ကကိလေသာနဲ့ဆက်သွားပြီယခုဖြစ်စေပစ္စုပန်ကာလမှာညံမပေါ်လို့နှစ်ကွက်တွဲသွားပြီဒါဟာ ပဋိစ္စသမုပ္ပဓမ္မအစဉ်တန်းသွားတာစဝိုင်းနဲ့တန်းသွားတာမဟုတ်ဘူးကိုယ်တန်တံမှာတန်းသွားတာအဲ့ဒီလိုတန်းသွားရင်ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတဏှာအုပ်ချုပ်တဲ့ကံအဲ့ဒီကံတွေက အကျိုးပေးခွင့်သာလို့သုတိမနေသေးပြီးတဲ့အခါသူတို့ကအကျိုးပေးပြီးဆိုရင် ကမ္မဘဝပစ္စယအပယ်လေးပါးဇာတိကများမယ်။ဒါကြောင့်ဘုန်းကြီးတို့အလုံးသောသူတော်ဆင်များယခုလို ရှုမှတ်ပွားများ နေကြခြင်းသည်ထင်ရှားရာအရှုခံစိတ်ဓမ္မရဲ့အပေါ်မှာငါပဲသူပဲယူဆွဲထားတဲ့ငါစိတ်ပဲငါစိတ်လားမဆန်းတဲ့အခုဉာဏ်နဲ့ကြည့်လိုက်တဲ့အခါငါစိတ်မှမဟုတ်ဖဲ အကြောင်းတိုက်လို့ဖြစ်လာကြတာပဲအကြောင်းကလည်းမမြဲသလိုပေါ်လာတဲ့အကျိုးဓမ္မစိတ်တွေကလည်းပဲမမြဲပဲဖြစ်ပြီးပြက်နေတာပဲလို့တကယ်အရှိကိုတကယ်ဉာဏ်နဲ့သိကြရင်အကြောင်းတိုက်လို့ထင်ရှားလာတယ်စိတ်ဓမ္မလေးတွေကအပြင်ဧည့်သည်စိတ်ဓမ္မတွေအတွင်ဧည့်သည်စိတ်ဓမ္မတွေကဖြစ်ပြဒုက္ခသစ္စာ ဟုတ်တယ်မှန်တယ်လို့သိပေးနေတဲ့ဉာဏ်ကမကသစ္စာအရိခာအနေဆုံးဒိဋ္ဌိအုပ်ချုပ်တဲ့ကံကိုယ်တဏ္ဏဖြစ်ခွင့်ပေါ်ခွင့်မရတာသမုဒိယသစ္စာသိနေတာအခုလေဉာဏ်ကိန်းလို့တောကသိမ့်တယ်လို့ဒီဉာဏ်ပိုင်ပိုင်မိမိရရှိသွားကြရင် အနာဂတ်ကလအပယ်လေးပါဒုက္ခတိတ်ငြိမ့်မှာကនិရောဓသစ္စာပါပဲဒါကြောင့်မြတ်သောနိဗ္ဗာန်ချမ်းသာကိုဧကံရလူရောက်လူကြပါတဲ့ဆိုရင်မိမိတို့တရားဓမ္မတွေကို သိအောင်နာပြီးတော့သိတဲ့အတိုင်းယခုလိုကျင့်ကြံကြုတ်ကိုပွားများအားထုတ်ကြပါလို့လေးလေးဆန်းဆန်း ตติปีนุโสไตตรนไลปาเย